အီရန်ကပြစ်ထန်တဲ့ဒီပေချက်တို့ပြန်ခဲ့ပါတယ်။အီရန်ကအမေရိကန်နဲ့အစ္စရေးတို့ဟာအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာကမ္ပဏီကိုပြစ်မှတ်ထားဖို့စူးစမ်းနေတယ်လို့လည်းကောင်းအစ္စလာမစ်တမရနိုင်ငံကိုအားနည်းအောင်လုပ်ဖို့ကြိုးစားနေတယ်လို့လည်းကောင်းဆွဆွဲထားပါတယ်။ကမ္ပဏီအသက်66နှစ်ရှိပြီဖြစ်ပြီး1992ခုနှစ်ကတည်းကအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ဖြစ်နေခဲ့သူဟာဖြစ်ပါတယ်။ဆိုရဆရာ ိစ္စအားလုံးမှာနောက်ဆုံးဆုံးဖြတ်ချက်ချပိုင်ခွင့်သူ့လက်ထက်မှာပဲရှိပါတယ်။အီရန်တော်လှန်ရေးဝန်ကြီးဌာနကရန်သူတွေဟာအမြင့်ဆုံးခေါင်းဆောင်ကိုလှုပ်ချတပ်ဖြတ်မှုတွေနဲ့တိုက်ရိုက်ရန်လိုတိုက်ခတ်မှုတွေနဲ့ပြစ်မှတ်ထားချင်နေတယ်လို့ကြေညာခဲ့ပါတယ်။ဒါအပြင်ဘဝင်ပါတီတွေမြည်လို့မစိုးသူတို့တိလားမတိလားမသိဘူး။ဒီဇွေနဲ့အမေရိကန်ရဲ့အေဂျင့်အဖြစ်လုပ်နေတာဖြစ်တယ်လို့လည်းဆိုဆွဲခဲ့ကြပါတယ်။တရင်တွေအရဒီလအစောပိုင်းမှာပဲကုမ္ပဏီကအမေရိကန်ကိုပြင်ထန်တဲ့ဒီပေချက်ထုတ်ခဲ့သေးတယ်လို့သိရပါတယ်။ အမေရိကန်ကအစ္စရေးကို ထောက်ပံ့တာရအနောက်အာရှဒေသမှာအမေရိကန်တပ်ဖွဲ့တွေရုတ်သိမ်းဒေသတွင်းကိစ္စတွေမှာဝေမဆွတ်တော့မှသာဝါရှင်တန်ရဲ့ဆုနေမယ်လို့သူကပြောကြားခဲ့ပါတယ်။အီရန်ကတိကျတဲ့ပြည်ရတစ်ခုကိုမထောက်ပြခဲ့ပေမဲ့ကုမ္ပဏီကိုတိုက်ရိုက်ချင်းချောက်တာဟာဇွန်လကအီရန်အစ္စရေးစစ်နယ်စစ်ပွဲမဖြစ်ခင်ကမရှိခဲ့ဘူးလို့ဝန်ကြီးဌာနကဆိုပါတယ်။ဒီနေ့အစောပိုင်းအဲဒီပြည်ပကအတွင်းဇွေကအီရန်ရဲ့အစစ်မြစ် စစ်တပ်ရရှိတွေနျူကလ িয়ার သိပ္ပံပြရှိတွေအရေးကြီးတဲ့စောင်းအုံတွေလူနေရပ်ကွက်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်နျူကလ িয়ার သိပ္ပံပြရှိအနေဆိုစစ်လက်ဦးနဲ့အီရန်ရဲ့အစစ်မြစ်လုံခြုံရေးကောင်စီခေါင်းဆောင်အချို့ဣဇွေတက္ကမှုမှာတည်ဆုံခဲ့ရပါတယ်ဒီတက္ကမှုတွေကြောင့်အီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုကြီးကြီးမားမားပြစီဆုံးဆုံးခဲ့ရပါတယ်အမေရိကန်လည်းအဲ့ဒီပြည်ပခါတဲ့ဝင်ပါခဲ့ပါတယ်ပြည်ပခါအတွင်းတမတဒေါ်နယ်ထရန့်ကအမေရိကန်ကအဲ့ဒီ ခေါ်သူ Supreme Leader ဘက်မှပုံနေလဲအတိအကျတည်တယ်။သူကအလွန်လွယ်ကူတဲ့ပြစ်မှတ်ပဲလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Trump ကအမေရိကန်ကအခုတော့အဲ့ဒီအဆင့်ကိုမြောက်သေးဘူးလို့ထားလောင်းပြောကြားခဲ့ပါတယ်။အချို့ဒေသတွေမှာအချို့တင်းတွေမှာတမရ Trump ကကမ္ပဏီကိုတပ်ဖြတ်ဖို့ဤစုရဲ့အစီအစဉ်ကိုတတ်မြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။သူကိုတိုက်ရင်ထိမရတဲ့အဆင့်မြစ်ပြစ်ပကဖြစ်လာမှာကို Trump ကစိုးရင်ခဲ့တယ်လို့သိရပါတယ်။ Trump ကကမ္ပဏီကိုဆက်ခွဲစရာစိုးရတဲ့တိုက်စိုးမှုကနေ ကယ်တင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကအဲ့ဒီတင်းတွေကိုညှင်းပယ်ခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ရဟာပြည်ပခောက်ကိုအဆုံးသတ်ပေးမယ်လို့သူကဆိုခဲ့ပါတယ်။ Iran အတွက်သမရမဆု Periskian စပွဲအတွင်းအမြင့်ဆုံးခေါင်းဆောင်ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ခဲ့ရတယ်လို့မကြသေးခင်ကပြောကြားခဲ့ပါတယ်။ Khamenei ကို ပြမထားခံရရင် Iran အဖွဲ့အစည်းတွေအချင်းချင်းစန့်ကျင်လာနိုင်တယ်လို့လည်းဝန်ခံခဲ့ပါတယ်။ ဆိုရလာမှာကမ္ဘာကြီးကဣဇရဲတိုက်ခတ်မှုတွေကအီရန်ကိုအားနည်းအောင်လုပ်ဖို့မငြိမ်မသက်ပြောင်းလုပ်ဖို့ပြည်သူတွေကိုလက်မထွက်အစိုးရဖြုတ်ချဖို့တွန်းအားပေးဖို့ရွယ်တာလို့ပြောကြားခဲ့ပါတယ်။ဇွန်လ24ရက်ကလေးကအီရန်ရဲ့ဣဇရဲအပြစ်ခံရစေရင်စစ်နေပေမဲ့ဣဇရဲနဲ့အမေရိကန်နှစ်ဖက်စလုံးကအီရန်ကနျူကလ িয়ার အစီအစဉ်ကိုပြန်ဆရင်ထပ်တိုက်မယ်လို့တည်ပြခဲ့ပါတယ်။အဲဒီထော်လန်ရေးဝန်ကြီးဌာနရဲ့ဒီတဲ့ ဒီနေ့ချင်းတတိပိချက်ကနိုင်ငံခြားရန်သူတွေကိုဆွဆွဲတဲ့အပြင်းထန်ဆုံးထုတ်ပြန်ချက်တွေတဲကတခုဖြစ်ပြီးလက်ရှိမတိမငိမ့်အပြေခါရဆဲရေးဘလောက်ပျက်စီးလွယ်နေတယ်လဲဆိုတာကိုထပ်မံပြသနေပါတယ်